ကြီးဌာနပိတ်သိမ်းမည်အစီအစဉ်အားဒေါ်နယ်ထရန့်လက်မှတ်ရေးထိုးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပညာရေးဝန်ကြီးဌာနဖြတ်သိမ်းခြင်းလုပ်ငန်းအစဉ်တရားဝင်စတင်ရန်သမ္မတအမိန်ကိုဂျတာဘရီနီကလက်မှတ်ရေးထိုးလိုက်ပြီးဖြစ်ပါထေပညာရေးဝန်ကြီးဌာနပိတ်သိမ်းဖို့အတွက် ဥပဒေအရစင်စင်အတိုင်းအစိုးရအဖွဲ့ကဆုံးရွက်သွားလိမ့်မယ်လို့ထရန့်ကအင်ဖြူတော်မှာမိန့်ခွန်းပြောခဲ့ပါထေ ပညာရေးဝန်ကြီးဌာနကိုပိတ်သိမ်းရန်နဲ့ပညာရေးဆိုင်ရာအခွင့်အာဏာများကိုပြည်내များသို့ပြန်လည်ပေးအပ်ရန်လိုအပ်တဲ့လုပ်ငန်းစဉ်များအလုံးလှုံ့ဆော်သွားဖို့ပညာရေးဝန်ကြီးလင်းထမမန်းကိုညွှန်ကြားထားပါသည် ဖဲဂရန့်စ်တိုက်တဲ့အိုင်နဲ့အထူးဆုံးရှုံးမှုလိုအပ်တဲ့ကလေးများအသွက်ရန်ပုံငွေရှင်းမြင်များကဲ့သို့အစီအစဉ်များကိုထော့အပြည့်အဝဆက်လက်ထားရှိမှဖြစ်ပြီးအခြားအေဂျင်စီဌာနများသို့ပြန်လည်ဖြန့်ဝေသွားမယ်လို့ပြောပါထည်။ဖဲဂရန့်ဆိုတာကဝင်ငွေနှဲပါတဲ့ဘွဲ့ကြိုးចောင်းသားများကောလိပ်တ်ဖို့အတွက်အကူအညီပေးတဲ့အစိုးရဗန္နာရေး ထောက်ပံ့မှုတံမျိုးဖြစ်ပါထည်။ ထိုက်ထဲအိုင်ခါထော့ဝင်ဝေးနေပါတဲ့မိသားစုထွေမှចောင်းသားအထွေတယောက်မှုရာခိုင်နှုတ်များတဲ့ចောင်းထွေကိုအစိုးရရန်ပုံငွေပေးအပ်တာဖြစ်ပြီးအချိန်နေနေပါတဲ့ចောင်းသားထွေအတွက်ပညာရေးအခွင့်အလမ်းသို့သက်စီရန်ရည်ဝဲပါတယ်အမေရိကန်ဥပဒေအရအစိုးရဌာနတခုပိတ်သိမ်းဖို့အတွက်လွှတ်တော်အတည်ပြုချက်လိုအပ်ပြီး DMA ကိုဘလို့ရှေ့ဆက်မလဲဆိုတာတေချာမသိရပါဘူး။ ပညာရေးဝန်ကြီးဌာနထဲမှဝန်ပေါင်း1300လျှော့ချမဲ့အစီအစဉ်ကိုမတ်လ17ရက်နေ့ကကြီးညာခဲ့ပြီးဖြစ်ပါသည်ထရန်ကာထောပညာရေးဝန်ကြီးဌာနရဲ့အရေးပါမှုကိုအကြိမ်ကြိမ်မေးခွန်းထုတ်ခဲ့သူဖြစ်ပါတယ်လို့သိရပါတယ်ရှင်။